်ဟုတ်ကဲ့မြင်လာပါဗျာဟုတ်အမီတို့ကတော့ငါဘာပါတိတီလာပါရှင်ဟုတ်ကဲ့ဟုတ်ကဲ့ပထမအောင်ဆုံးနေနေပေါ့နော်ဆရာရဲ့အနံ့လေးရေပြီးတော့ဆရာတာဝန်ယူထားတဲ့အခန်းကဏ္ဍအပိုင်းတော့အားလုံးပြောင်းမိတ်ဆက်ပေးပါရှင်ဦးတန်းနိုင်ပါရွှေစုလေးဆောက်လုပ်ရေးကုမ္ပဏီရဲ့ managing director ပါဗျာဟုတ်ကဲ့ရှင်ဟုတ် ဟုတ်ကဲ့ဆရာဒါဆိုပေါ့နော်တမျိုးဒီမန္တလေးငလေးရင်မှာဒီကြည်ရတဲ့လောက်ကတော့ပေါ့နော်တမျိုးတွေတွေ့ရတဲ့လောက်ကတော့အထက်အမြင့်တွေထိခိုက်ပျက်စီးမှုထက်ဒီနှစ်ထပ်သုံးထပ်ရှိတဲ့ဒီတိုက်ကလေးတွေအဲ့ဒါတွေကပို့ပြီးတော့ထိခိုက်ပျက်စီးမှုတွေများနေရတွေ့ရတယ်ရှင်ဒါဆိုပေါ့နော်ဒါကဘာကြောင့်လဲဆိုတာရောဆရာအနေနဲ့ဘယ်လိုမျိုးအမြင်လေးရှိလဲဆိုတာလေးသုံးသပ်ပေးပါဦးရှင်ဒီအဆောက်အအုံတွေကများသောအဖြစ်ပေါ့နော်ကျွန်တော်ပြူတာတွေ့ရပါတယ်အထက်မြင့်အနေနဲ့ကြည့်မယ်ဆိုရင်မန္တလေးမှာကစိုးစိုးရွားရွားဖြစ်သွားတဲ့အဆောက်အအုံတွေတော့ရှိတာပေါ့ ရှိတယ်ဒါပေမဲ့အဲ့ဒီလုံချင်းနေအထက်နေနေရှင်လို့ရှိရင်လုံချင်းနေအထက်နေနေမှာပိုပျက်စီးတာကိုသွားတွေ့ရတယ်ဆိုတော့ဥမာရှစ်ထက်ထက်အထက်အဆောက်ဦးတော်တော်များများကတော့ဟိုလုံးဝပြိုကျတဲ့အားမျိုးဖြစ်တယ်ဆိုတာအမြဲတမ်းနေတယ်နောက်တစ်ခါကျတော့ကျွန်တော်တို့မြန်မာ National Building ကုန်းနဲ့ကျွန်တော်တို့စောက်ထားတဲ့ဟောမင်္ဂလာရန်ကင်းပြည်သူ့အငှားရံစီမံကိန်းဆိုတာအ ਨੇ ဆုံးဘတ်ဂျက်နဲ့ဒီစောက်ထားတာပဲနော်သူကငှားတဲ့အဆောက်အဦဖြစ်တဲ့ low cost နဲ့ဒီစောက်ထားတဲ့ဟာမာတော်မှာ မြန်မာ National Building ကုန်းနဲ့စောက်တဲ့အဆောက်အဦတွေကကျွန်တော်တို့ပြိုကျပျက်စီးခြင်းမရှိဘူးဆိုတာကိုသွားတွေ့ရတယ်ပေါ့နော်အဲ့တော့ပြိုကျတယ်မပြိုကျဘူးဆိုတဲ့အရာမှာသွားပြီးတော့အဲ့ဒါဆိုတွေ့ရှိရတာကမြန်မာ National Building ကုန်းနဲ့စောက်တဲ့ဟာပေါ့နော်အဆောက်အဦတွေဖြစ်ရလားနောက်တစ်ခါကျတော့ဒီ material တွေရရောတတ်မှတ်ထားတဲ့အတိုင်းသုံးရလားစံချိန်စံညွှန်းမှီရလားဆိုတော့ဟာပေါ်မှာအခြေခံတာတော့အဓိကတော့တွေ့ရတယ်နောက်တစ်ခါ engineering ဘိုင်းကြီးကြပ်မှုဘယ်လောက်ရှိလဲ ဆိုတဲ့ပုံမှာမူတည်ပြီးတော့ခိုင်ခန့်မှုဆိုတော့ကျွန်တော်တို့သွားတွေ့ရပါတယ်ဥမာဟောပါတော့ဒီဇုံတစ်ခုထဲမှာပဲဒီနေရာတစ်ခုထဲမှာပဲလှုပ်မယ်ဒီဘက်အင်းကဖြစ်ပြီဒီဘက်အင်းကမဖြစ်ဘူးဆိုတဲ့ခါမျိုးတွေလည်းကျွန်တော်တို့အများကြီးတွေ့ခဲ့ရတယ်သွားကြည့်တဲ့အချိန်မှာဆိုတဲ့အခါကျတော့ဒီမြန်မာ National Building ကုတ်ကိုကျွန်တော်တို့လိုက်နာရင်ကိုစောက်ဦးတွေကခံနိုင်တယ်ဆိုတဲ့အနေနဲ့သွားတွေ့တဲ့အတွက်ဒါကျွန်တော်တို့ engineer ပညာရက်မှာတော့ကျွန်တော်တို့ဒီစံချိန်စံညွှန်းကမိနေတယ်ဆိုတာသွားတွေ့ရတယ်ပေါ့နော်ဒီတတ်မှတ်ချက်တွေကမိနေတယ်ဆိုတာသွားတွေ့ရတယ် နောက်တစ်ခုကဝယ်တဲ့လူတွေအနေနဲ့အဓိကကဟောပေါ့နော်စိုးရင်ဇာရှိလားမရှိလားအဆောက်အဦဘယ်လိုဟာမျိုးဝယ်သင့်လဲဆိုတဲ့ဟာသုံးသက်တဲ့ဟာမှာကျွန်တော်တို့ဒီရန်ကုန်မြို့မှာဆိုရင်တော်တော်များများဒီဟိုကလုံချင်းတွေစောက်ကြတယ်လုံချင်းတွေစောက်တယ်ဘာရောများသောအားဖြင့်တချို့ဟိုကသုံးလေးချက်တွေဘာတွေပေါ့နော်များသောအားဖြင့်စောက်တဲ့နေရာမှာအင်ဂျင်နီယာတော့မပါဘဲနဲ့ကျွန်တော်တို့ contract လိုဟာမျိုးတွေနဲ့ဥမာပေါ့နော်ပယံတို့တန်ချီတန်ခွေးတို့လက်သမားတို့နဲ့ပြီးသွားတဲ့အဆောက်အဦတွေတော့ အများကြီးတွေ့ရတယ်ပေါ့ရန်ကုန်လိုမြို့မှာဆိုကျွန်တော်အနေနဲ့ထင်တာတော့အဲ့လိုဟာမျိုးတွေဆိုရင်တော့ဆောကပြောတဲ့အတိုင်းပဲကျွန်တော်တို့ပေါ့နော်ဘာမှကြီးကြပ်မှုလဲ engineering ပိုင်းကြီးကြပ်မှုလဲမရှိတဲ့အပြင်ကို material ကဘယ်လောက်စိတ်ချရလဲ material ရဲ့ standard စံချိန်စံညွန်းနေမိရလားဆိုတဲ့ပုံမှာအများကြီးမိလိမ့်မယ်လို့ထင်တယ်ဒါလုံးချင်းနေဆိုရင်တော့မှာပေါ့နော်အဲ့တော့ကျွန်တော်အခုနောက်ပြီးစနက်ထက်နဲ့အထက်ဆိုရင်ကျွန်တော်တို့ကဒီရန်ကုန်မြို့တော်စီမံသားရေးကော်မတီရဲ့ကြီးကြပ်မှုနဲ့တင်မပြီးတော့ဘူး အထက်မြင့်ကြီးကျက်တဲ့ကော်မတီဆိုတာတည်တန်းရှိတယ်ကျွန်တော်တို့အဲ့ဒီကြီးကျက်တဲ့ကော်မတီကနေပြီးတော့သူကတေချာကြီးကျက်ပြီးလောက်တာဖြစ်တဲ့အတွက်အထက်မြင့်နေရတကယ်တကယ်တော့အရန်စိတ်ချရတဲ့အနေထားရှိတယ်။ဘာလို့နောက်တစ်ခုကကျွန်တော်တို့ရန်ကုန်မှာပြီးခဲ့တဲ့ဒီဟွာမန္တလေးငလင်ကြီးကိုအကြောင်းပြုပြီးရန်ကုန်မှာလည်းကျွန်တော်တို့ဟွာပေါ့နော်ဒီဘန်ကောက်ပို့ဆိုဘာလို့ကြည့်မယ်ဆိုရင်5.2လို့5.4လို့လောက်အထိကိုလှုပ်ခဲ့တယ်လို့ပြောတဲ့အတွက်ရန်ကုန်ကတော့အဲ့ဒီလောက်ဆိုရင်တော့မှတိတ်ပြီးတော့တော့မဖြစ်တဲ့အနေထားရှိတယ် စာဦးတွေရဲ့ခိုင်ခံ့မှုอ่ะအဲ့လောက်ကြီးရှိနေတယ်လို့ကျွန်တော်တို့သုံးသပ်တယ်ဗောနော်ဟိုဒါတော့ကျွန်တော်ပါစင်တယ်ဗောအဲ့လောက်ကြီးခံနိုင်ခဲ့ပြီ testing ကတော့ဆိုတော့ဒီထက်များဖို့လာလာဖို့ရှိလားဆိုတော့ဟိုဒါကျွန်တော်တို့ငလျင် comedy တွေဘာတွေကထုတ်ထားတဲ့အရာဆိုရင်တော့ကြီးကြီးမားမားတော့ရန်ကုန်ကအရန်ကြီးဗောနော်များတဲ့ဟိုအแทမှာတော့မပါဘူးဆိုတာသိရတယ်ဒါပေမဲ့ရန်ကုန်ရဲ့ဟိုဗောနော်ကျွန်တော်တို့ဒီစကိုင်းအဝေးဘက်မှာရှိတဲ့ဒီတညင်ဘက်ကနေသွားပြီးတော့မြောက်တကုံတို့ငုံစိတ်ကန်းတို့ ဟိုလှဲကူတို့မော်ဘီတို့ဆိုတာကတော့ဒါကတော့ဟိုပေါ့နော်သူ့ရဲ့ငလင်ကြောပေါ်မှာရှိတယ်ဆိုရင်တော့အဲ့ဘက်တည်းကပြင်းထန်ဇုံထဲမှာတော့ဒီငလင်မြေပုံတွေမှာကျွန်တော်တို့ကတွေ့ရတဲ့အနေအထားလေးရှိတယ်ပေါ့နော်အဲ့တော့ခိုင်ခန့်မှုဆိုတာထက်မြင့်အဆောက်အုံတွေကတော့ဟိုကျိန်းတည်တယ်ဆက်နှစ်ထက်နဲ့အထက်တွေကတော့အင်ဂျင်နီယာကြီးကြပ်မှုကလည်းတပ်ပါတီအင်စပက်ရှင်ကလည်းရှိတယ် နောက်ကအထက်မြင့်အဲဒီကော်မတီကလည်းကြီးကြပ်နေတယ်ပြီးတဲ့အခါကျတော့ကုမ္ပဏီတွေကလည်းအထက်မြင့်စောက်တယ်ဆိုတာတော်ုံတန်ယုံလူတွေနဲ့စောက်လို့မရဘူးပေါ့နော်အင်ဂျင်နီယာအတွေ့အကြုံရှိတဲ့လူတွေနိုင်ငံတကာပညာရှင်တွေအကုန်လုံးကိုထည့်ပြီးဒီစောက်ထားတာဖြစ်တဲ့အတွက်အထက်မြင့်နေရတော့ဟိုစိတ်ချရပါတယ်ဟုတ်ကဲ့ရှင်ဟော ဟာဟုတ်เสียဒါဆိုပေါ့နော်ဒီသမီးတို့ဒီငလျင်တန်နဲ့ပတ်သက်ပြီးတော့မှဒီအစာဦး resident နေကွန်ဒိုရဲ့ရောင်းအားတွေကဒီနောက်ပိုင်းမှာတအားကျသွားတယ်ရှင်เสียအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဆရာအနေနဲ့ဘယ်လိုမျိုးလေးဒီတုံးသက်ပေးမလဲမသိဘူးအဲ့ဒါလေးပြပြပေးပါအောင်ဆရာအူ normal ပိုင်းပေါ့နော်ရန်ကုန်မှာဘာပဲပဲပြောရွှေပြောင်းလာပြီးနေထိုင်တဲ့လူတွေများလာတဲ့အတွက်ကြောင့်မလို့အိမ်ချမ်းမြေဈေးကတော့တက်လာတယ်အဲ့တက်လာတဲ့အခါမှာလည်းတစ်ချက်ပြန်ချင်းရပါတော့အခုမြေဈေးတွေဆိုလို့ရှိရင်မဖြစ်သင့်တဲ့ဈေးတွေတချို့နေရာတွေမှာအများကြီးဖြစ်နေတာတွေ့ရတယ် ဥမာဟွာပေါ့နိုင်ငံတကာမှာစဉ်းစားတာဆိုတာကတော့ဘယ်လိုပြောမလဲ infrastructure နော်ပြီးပြည့်စုံတဲ့နေရာကဈေးတွေကဒါဈေးကြီးတယ်နော် infrastructure တော့မစုံဘဲနဲ့ချိုးနေရာတွေမှာကျွန်တော်တို့ရေလွှမ်းတာတွေလည်းရှိတယ် infrastructure လည်းမစုံဘူးဒါပေမဲ့ဈေးတွေကအရန်ဟွာပေါ့နော်များနေတယ်ဆိုတဲ့ဟာလေအဲ့ဒါကတော့မဖြစ်သင့်တဲ့ဈေးတွေထဲမှာမြေတွေကတော့အခုလက်ရှိဖြစ်နေတယ်ပေါ့နော် ဟွာပေါ့အဲ့ဒီအခြေအနေလေးတော့ရှိတယ်ဒါပေမဲ့ဟိုစောက်လို့ဟွာနဲ့အဆောက်ဦးနဲ့ပတ်သက်ရင်တော့အထက်မြင့်နေဒီဟွာတွေတိုက်ခန်းနေနဲ့ပတ်သက်ရင်တော့ဟိုဘယ်လိုလဲစောက်လို့ရေးစိတ် ကကြီးမြင့်နေတယ်နောက်ပိုင်းစောက်မဲ့အဆောက်ဦးတွေကကျွန်တော်တို့အခုပေါ့နော်နိုင်ငံတော်ဝါဆိုလို့ရှိရင်ငလင်ကိုရှစ်ထိခံရမယ်ဆိုတဲ့ခါမျိုးတွေလောက်လာတယ်အဲရှစ်ထိခံရမယ်ဆိုတဲ့ခါမျိုးတွေလောက်လာတဲ့အခါကျတော့ဘာဖြစ်လဲစောက်လို့ရေးစိတ်ကြီးအများများလာတယ်များလာတဲ့အတွက်ကျင်းတည်တာတော့လက်ရှိ ဟိုပေါ့နော်ဒီကျွန်တော်တို့ဝယ်မယ်ဈေးွက်ထဲမှာဟိုဟာတိုက်ခန်းတခန်းဝယ်မယ်ဆိုလို့ရှိရင်နောက်တစ်ချိန်မှာအစ်စ်ထွက်လာတဲ့ဟာတွေကဝယ်နိုင်ဖို့ဆိုတော့အရန်ကိုအလံဝေးသွားမယ်အလံဝေးသွားမယ်ဘာဖြစ်လို့ဟိုဈေးဆောက်လို့ရေးဈေးကအရန်အရန်ကွာတယ်ရှေ့ထိနောက်တစ်ခုကကြတော့ကျွန်တော်အနေနဲ့ဟိုပေါ့နော်ဟိုပြန်သုံးသက်စေချင်တာကကျွန်တော်တို့ငလင်ကော်မတီတွေဆိုတာလေဂျပန်ပညာရှင်တွေရောမြန်မာပညာရှင်ရောနိုင်ငံပညာရှင်တွေနဲ့သုံးသက်တာတဲ့မြေပုံတွေရှိတယ်ပေါ့နော်အဲ့မြေပုံတွေအแทမှာမှကျွန်တော်တို့က ဟွာပေါ့နော်ရှိနေတဲ့အခါကျတော့အားလုံးကိုရှင်းနဲ့စောက်ဖို့လိုလားဆိုတဲ့ဟာအဲ့ဒါလည်းပြန်သုံးသပ်ဖို့လိုလိမ့်မယ်လို့ကျွန်တော်ကထင်တယ်။ဘာဖြစ်လို့လဲဆိုတော့ရှစ်တိခံတာတော့ကောင်းတယ်။ဒါပေမဲ့ဟိုကြံတဲ့ဟွာပေါ့ economy ဖြစ်လာဆိုတဲ့ဟာတခုကလည်းဟိုကျွန်တော်တို့စီးပွားရေးရှုထောင့်အောင်ကျတော့ပြန်ကြည့်ရတယ်။ကြည့်တဲ့အခါကျတော့တချို့ဆိုရင်အခုရှစ်တိဆောင်တဲ့ဟွာဟိုဟွာလူတွေစောက်ချင်တယ်။ကျွန်တော်တို့ developer တွေကမစောက်ချင်ဘူးစောက်ချင်တယ်။အဲစောက်ဝင်မဲ့ကျွန်တော်တို့ market ထဲမှာရောင်းထွက်ဖို့ကြတော့ဈေးကအရန်အားသွားတဲ့အခါကျတော့ customer knowledge ကပါလိုက်ပြီးတော့အဲ့လောက်ရှိနေရင်တော့မဆိုးဘူးအဲ့လိုမဟုတ်ဘဲနဲ့ customer ဟို knowledge ကဟိုပေါ့နော်ငလင်းမခံနိုင်တဲ့အဆောက်အုံလဲဒီဈေးနဲ့ရနေတယ်ခံနိုင်တဲ့အဆောက်အုံလဲဒီဈေးလောက်နဲ့ပဲလိုချင်တယ်ဆိုတော့ knowledge မျိုးရှိနေရင်တော့ဒါကျွန်တော်တို့အခုပေါ့နော်ဟိုအချို့တွေဆိုစောက်မဲ့ project တွေရက်တာတွေရှိလာတယ်အဲ့ဒါမျိုးတွေကဖြစ်လာနိုင်တယ် ဆိုတော့အဲ့တော့ကျွန်တော်ဟွာသုံးသက်တာကတော့ဒါကျွန်တော်ပါစင်နဲ့သုံးတက်တာနိုင်ငံတော်အကြီးအကဲတွေလည်းအမျှော်မြင်ရှိတယ်ရှေ့ထိအားလုံးပေါ့နော်နေထိုင်တဲ့လူတွေဟွာပြည့်တယ်ဆိုပေမဲ့ဂျပန်လိုနိုင်ငံမျိုးမှာတော့မှသူ upgrade ဆုံးထဲမှာဘယ်လောက်ထိစောက်ရင်လုံလောက်တယ်ဆိုတော့ဟာမျိုးတွေရှိတယ်ရှိတဲ့အခါကျတော့သူ့ဇုံနဲ့သူ့တီဟွာပေါ့နော်ခံနိုင်တဲ့အဆောက်အဦကိုပဲပေးစောက်မယ်ဆိုရင်တော့ဟွာပေါ့နော်စောက်တဲ့လူတွေလည်းအဆင်ပြေမယ်ဟိုဝယ်နေမဲ့လူတွေလည်းအဲ့လောက်ဈေးအကြီးကြီးပေးစရာမလိုဘူးဖြစ်မယ်ပေါ့နော်အားလုံးကိုမှ မဟုတ်မဖြစ်မနေရှင်းနေပဲတိဆောက်ပါဆိုရင်တော့ကျွန်တော်တို့ engineering subject ရဆို waste ဖြစ်သွားတာပေါ့နော်မလိုအပ်တဲ့ဟာတွေမှာပို့တုံးနေဥစားနောက်တစ်ခုကကြတော့ကျွန်တော်တို့အဲ့လိုခံနိုင်မှုဆိုတာလေနိုင်ငံတော်တွေကနောက်တစ်ခုလုပ်ပေးရမှာရှိတယ်ကျွန်တော်စောက်တဲ့ material တွေကိုကြတော့ပြီးသွင်းတဲ့အချိန်မှာဟိုက standardization လေးတစ်ခုလုပ်ဖို့လိုတယ်ဥမာဟိုပါတော့ steel ဆိုလို့ရှိရင်ဟိုဘလောက် HRB ဘလောက်ဘလောက် quality ဖြစ်မှစောက်လို့ရတယ်ဆိုတဲ့ဟာမျိုး standard တစ်ခုနဲ့ပြီးသွင်းနေတယ်ပေါ့နော် ဥပမာဈေးကွက်ထဲမှာကျွန်တော်တို့ဟိုအဲ့ကြုံရတာကတန်တို့မာတို့ဆိုလို့ရှိရင် ပေါ့နော်အများစုဗာကြုံရလဲဆိုတော့ဥပမာ site မပြည့်တာတို့ weight မပြည့်တာတို့တဲ့မှာအဲ့ဒါတွေကပေးသွင်းထားလို့ဖြစ်တာနိုင်ငံတော်အနေနဲ့အဲ့ဒါတွေကပေးမသွင်းတဲ့တဲ့မှာဟိုပါပေါ့နော်ဒီဥစ္စာကိုကျွန်တော်တို့အစောက်ဥကိုငလင်တန်ခံရမယ်အစောက်စောက်ရမယ်ဆိုလို့ရှိရင်မဖြစ်မနေအဲ့ဒါနဲ့ kait တဲ့ပစ္စည်းတွေကိုပဲပေးသွင်းတယ်ဆိုတဲ့ဟာမျိုးလဲဒါလည်းဖြစ်တဲ့ standard အနေနဲ့အဲ့လိုမဟုတ်ဘူးဆိုရင်တော့ဟိုဘယ်လိုပြောမလဲ ဈေးွက်ထဲမှာဟွာပေါ့နော်ဝယ်သုံးတဲ့လူတွေအနေနဲ့လည်းဟိုဟွာတေချာမသိနိုင်ဘူးတချို့ဟာတွေကတချို့သိလို့သုံးတာလည်းရှိမယ်တချို့ကြောင့်လည်းမသိဘဲနဲ့သုံးတာတွေရှိတယ်เนาะအဲ့လိုရောတာတွေရှိတယ်ဆိုတဲ့အခါကျတော့အချောင်းတိုင်းကိုလိုက်ပြီးတော့ကျွန်တော်တို့စစ်ဖို့ဆိုတာလည်းမလွယ်ဘူးလေเนาะအဲဆိုပေါ်တော့နောက်ဆုံးအနေနဲ့ဆေးရအနေနဲ့ပေါ့နော်အခုသမီးတို့ဒီငလျင်ဖြစ်သွားတာလေတော်တော်ဆူဆူရွားရွားဆိုတော့လေအခုဒီလူရဲစီတဲမှာထရမာတက်ကူက resident မြင့်နေမြင့်နေဆိုရင်တိတ်နေနေရဲကြတာဟုတ်ဟုတ်အဲတော့ဒါအခု ်ဆရာအနေနဲ့ပြောတဲ့နေရာမှာလည်းအထက်အမြင့်တွေကဆေးဖြစ်တယ်လုံးဝအဆင်ပြေတယ်လို့ပြောတာတွေလည်းပါသွားတော့ဗောနော်ဒီဝယ်ယူသူတွေစားသုံးသူတွေအတွက်ဒီဆရာအနေနဲ့ဒီအထက်အမြင့်တွေကွန်တိုရစီတဲ့အနေနဲ့ပတ်သက်ပြီးတော့မှာဘယ်လိုမျိုးသူတို့အတွက်သတင်းစကားတွေပြောကြပေးခြင်းလဲဗောသူတို့စိတ်တွေအထွန်းမအောင်လက်သက်သာစေအောင်မို့ကျွန်တော်အဲ့နေရာမှာတခုတော့ဟောဗောနော်ဖြည့်ဆွက်ပြီးပြောခြင်းတာကတော့ကျွန်တော်တို့ငလင်း upgrade ထည့်ထားတယ်စိတ်ချရတယ်ဒါပေမဲ့နိုင်ငံတကာမှာတော့မှဂျပန်လိုနိုင်ငံမျိုးမှာတော့မှ upgrade လှုပ်ပြီဆိုလို့ရှိရင် ူ့ရဲ့ကျွန်တော်တို့ကျင့်ထားရတဲ့ဟာလေးတွေရှိရငငယ်တည်းကအเจ้าမှလေးကျင့်ထားတာတို့ပါဘောနော်ကိုယ့်အတက်ကိုကိုယ်စိတ်ပြအောင်ဘယ်လိုအဲ့လို in case of emergency ပေါ့နော်ကျွန်တော်ငယ်လင်းတစ်ခုတည်းမုံမီးပေးနော်ငယ်လင်းကြံတဲ့ဒီဟိုတဘာဝဘေးရနေတွေဖြစ်လို့ရှိရင်သူကအဲ့လိုပေါ့အဓိကသူတို့ကလေ့ကျင့်ထားတယ်အဓိကတော့ထွက်ပြေးတာဒီကတော့နံပါတ်1ကိုယ့်ရဲ့အသက်ကိုကယ်ဖို့အတွက်ကဒါ chance အများဆုံးပဲအဲ့လိုထွက်ပြေးဖို့အတွက်ကိုအထက်မြင့်နေမှာကြတော့ကျွန်တော်တို့က ပြေးရမဲ့လမ်းတွေကိုအကုန်လုံးကအာစီဘောတွေနဲ့ဟိုဟာတိဆောက်ထားတာတွေပေါ့နော်တိဆောက်ပေးရတယ်ဒါသူ့ရဲ့ကုတ်တိုင်းပေါ့နော်တိဆောက်ပေးရတယ်အဲ့အတွက်ကြောင့်မလို့အဲ့လမ်းကြောင်းကနေပြေးဖို့ဘာညာဆိုတော့တကယ်တော့ဟိုဟာပေါ့နော်ငယ်ရွယ်စဉ်တည်းကဒါတွေကအကြောင်းနေမှာဒါတွေကစလေ့ကျင့်ပေးရမှာပေါ့နော်ကျွန်တော်တို့နိုင်ငံကဒီလိုသဘောဘေးရန်တွေရှိတယ်ဆိုတာဖြစ်တဲ့အတွက်အတက်နိုင်ဆုံးကတော့ဒီအဆောက်အဦတွေကထွက်ပြေးမဲ့လမ်းကြောင်းကိုသူကကိုယ်တိုင်အဲ့လိုလေ့ကျင့်သားမှသာလျင်ပေါ့နော်။အဆောက်အဦမှာနေတဲ့ဟိုလူတွေကဥမာ6လတစ်ကြိမ် fire လေ့ကျင့်တာမျိုး မိသားနဲ့ပတ်သက်တာဆိုလဲနောက်တော့ငလင်းနဲ့အဲ့လိုပေါ့နော်ငလင်းတို့ဘောင်နဲ့ပတ်သက်တဲ့တဘာဝဘေးရနေလေ့ကျင့်မှုပုံစံမျိုးဆိုတာတကယ်တော့ဒီအဆောက်အဦတွေမှာ6လတစ်ချိန်နေထိုင်တဲ့လူတွေကလေ့ကျင့်သင့်တယ်ပေါ့နော်ဥမာမိသားတို့ဘာလို့လဲပေါင်းပြီးတော့ဘာလို့ဆိုတော့လူဆိုတာကကျွန်တော်တို့ကဥမာပေါ့နော်ဟိုဟာပေါ့ရေကူးတတ်တဲ့လူတယောက်ကရေနစ်တဲ့အချိန်မှာသူကသူရေကူးတတ်တယ်အဲ့တိုင်းပဲဒီ in case of emergency မှာလေ့ကျင့်သားရင်သူကဒီအဆောက်အဦမှာနေတဲ့လူတွေကဒီပြေးလမ်းကနေထွက်ပြေးတဲ့အဥ္စာကိုလေ့ကျင့်သားရင်သူ panic မဖြစ်တော့ဘူး သူဘက်သူအဲ့လိုအခြေအနေမှာ automatic သူဘယ်လန်းအနေပြေးရမယ်ဆိုတာသူတခါလေးပြေးပြီးသားဖြစ်တယ်ဆိုတော့အဲ့လိုမျိုးလေ့ကျင့်မှုတွေတော့ဟိုပါဘောเนาะဒီနိုင်ငံတွေမှာလည်းစပြီးလုပ်ဖို့လိုအပ်ပြီလို့ကျွန်တော်ကတော့သုံးသက်တယ်ဗောเนาะဒါခိုင်နေမခိုင်ဘူးဆိုတာထက်เนาะခိုင်ခိုင်မခိုင်ခိုင်ဂျပန်လိုနိုင်ငံမျိုးမှာတော့မှဟိုပါဘလောက်ထိငနေတယ်ဘလောက်ထိခံနိုင်တယ်ဆိုတော့အစာဝေးစောက်ထားပေမဲ့လည်းတို့ပြေးဦးပြေးရတယ်။ဘာလို့ဆိုအတက်ကယ်မှုအတွက်ကတော့ပြေးမှာပဲရမှာပေါ့နော်။ပြေးပြီးတာကအပြောက်ရှာအနေဆုံးပဲပေါ့နော်။ အဲ့ဒီအတွက်ကြောင့်မလို့အဲ့လိုမျိုးပြေးနိုင်အောင်လို့လမ်းကြောင်းတွေကလည်းတိဆောက်ထားပေးရတယ်အာစီဝေါ်တွေနဲ့ဒီဟိုအထက်မြင့်နေမှာဆိုရင်ပြီးတဲ့အခါကျတဲ့ရှင်အဲ့နေရာမှာလည်းအပူထက်ဆောင်းပြီးတော့ဒီလိုဟိုပေါ့လေ့ကျင့်မှုတွေလုပ်ထားမယ်ဆိုရင်ဒါတွေကဟိုပေါ့နော်လုံးဝပြဿနာမရှိဘူးဥမာတချို့နယ်တွေမှာဆိုမြင်လိမ့်မယ်ဟိုကကျွန်တော်လုံးချင်းပဲပြေးဖို့အိမ်ရှိရတန်းဘာကြာတကားကြီးပိတ်ထားပြီးပြေးစရာနေရာမရှိတာတို့နော်အဲဟိုပြီးတဲ့အခါကျတော့အထဲမှာထားပြီး panic ဖြစ်နေတာလူတွေက ဥမာပြေးဖို့အတွက်တော့မှချက်ချင်းမရဘူးလှုပ်တာကိုထိုင်ပြီးတော့ဟိုကကြောက်ပြီးတော့ဟိုနေတာမျိုးတွေလို့ပေါ့နော်အဲ့လိုမျိုးတွေဖြစ်နေတဲ့ခါကျတော့တကယ်တကယ်ကလေ့ကျင့်သားမှာအဲ့လိုအချိန်မှာအဆောက်အုံအပြင်ကိုအများဆုံးရောက်ဖို့ဆိုတဲ့ဟာဒီအရေးအကြီးဆုံးပဲအရေးကြီးဆုံးပဲဆိုတော့ဒါတွေကဟိုဘော်ဒီနဲ့တေချာလေ့ကျင့်သားမှသာလျှင်ဟိုဘာပေါ့နော်သူကသူအရေးကြုံတဲ့ခါမှာအော်တိုမက်တစ်သူကသွားလာဆိုတဲ့ခါကျတော့ဒါမျိုးတွေတော့အကုန်လေ့ကျင့်သားဖို့လိုတယ်အဲ့တော့နှစ်ထပ်အိမ်တွေမှာဆိုရင်လေငါက तू ကဆောက်ပြောတယ်လို့ပေါ့နော်ပြေးမယ်လမ်းကြောင်းတော့မှပတ်တော့မှ အာစီဝေါ်တို့ဘာလို့ဆိုတာတေချာမရှိကြဘူးမရှိကြဘူးဆိုတော့အဲ့ဓာတွေနဲ့စာလို့ရှိရင်ကျွန်တော်ပြတေချာပေါ့နော်တိဆောက်ထားတဲ့စနေကြတိဆောက်ထားတဲ့ MNBC ကုတ်ကိုလည်းဟွာလုတ်တယ်လိုက်နာပြီးစောက်တယ်စနေကြတိဆောက်ထားတဲ့ဟာမျိုးဆိုရင်တော့ဒါဟာစိတ်အဖြစ်ဆုံးပဲဆိုပြီးတော့ကျွန်တော်တို့ပြောလို့ရတယ်ပေါ့နော်ဟုတ်ဟုတ်ကဲ့ရှင်ဟုတ်ကဲ့အခုဆိုတာပန်းဆိုင်တော်ကိုလိုနဲ့ပတ်သက်ပြီးတော့ငလေးရင်နဲ့ပတ်သက်ပြီးတော့မှအားလုံးတော့အကုန်လုံးအခုအလုံးစုံပြသပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဗျဟုတ် မြန်မာအင်ချက်မြေအတွက် MBD News